အားလုံးပဲမင်္ဂလာပါ Top Football ကနေပြီးတော့မှတင်လဲချိုးဆိုလိုက်ပါတယ်မနေ့ညတော့က Manchester United က Real Sociedad ကို4-1ဆိုတဲ့ရလနဲ့နိုင်ရရှိခဲ့တယ်တကယ်တော့ဒီတပတ်အတွင်းမှာဆိုလို့ရှိရင် United နဲ့ပတ်သက်လို့ပြောစရာတွေကအများကြီးပဲအကွန်တစ်စီမန်ဂိမ်းတွေအဲ့ဒါအပြင်ကိုသူတို့ရဲ့ဒီ promote လုပ်တဲ့အကြောင်းအရာတွေ interview တွေပြောစရာတွေမှများတယ်ဒါပေမဲ့အဓိကအပြင်ကပါလဲဆိုတော့အရေးပါတာက Quindren Reserves Manchester United အသင်းရဲ့ captain ကိုတိုင်ဒီပွဲ hat trick သွင်းပြီးတဲ့အချိန်မှာ Bruno Fernandes ကိုတိုင်ကအသင်းအတွက်အရေးကြီး ရက်ဇက်တွေပဲဆိုတာမျိုးပြောသွားခဲ့ဆိုတော့ Manchester United ရဲ့ရက်ဇက်တွေနဲ့ပတ်သက်ပြီးပါလာတာက Ruben Amorim ရဲ့ပွဲစဉ်တပွဲစဉ်ချင်းတိုင်းစီအပေါ်မှာချင်းကပ်တဲ့ပုံစံဒီနောက်ပိုင်းမှာ Ruben Amorim ရဲ့ပွဲစဉ်တပွဲစဉ်အတိုင်းအပေါ်မှာချင်းကပ်လာတဲ့ပုံစံကမှန်လာတာကိုမြင်ရတယ် Manchester United ကဒီ Ruben Amorim သွားခြင်းနဲ့ rhythm တစ်ခုရဲ့ ဘောင်အတွင်းထဲကိုတဖြည်းဖြည်းချင်းဝင်လာတာမျိုးတွေမြင်ရတယ်။အဲ့တော့ဒီနေ့ဒီဗီဒီယိုကအဓိကပဲနော် Manchester United ရဲ့ off the ball movement တွေဒါမှမဟုတ်လို့ရှင်လဲ on the ball တွေတခုခုမှာပေါ့နော် Manchester United ရဲ့ဒီနောက်ပိုင်း Robben Amorin တပွဲချင်းစီတိုင်းပေါ်မှာချင်းကက်လာတဲ့ပုံစံကိုအဓိကပဲ discuss လုပ်မှာဘာလို့လဲဆိုတော့မနေ့ညတုန်းက Manchester United 4ဂိုးထိသွင်းနိုင်နေဆိုတာက2023ခုနှစ် match လနောက်ပိုင်းဥရောပပွဲစဉ်တွေထဲမှာပထမအဆုံးအနေနဲ့4ဂိုးသွင်းနိုင်တာပဲဒါအပြင်ကိုဒီမနေ့ညကဒီ Real Sociedad ကို ုင်ခဲ့တဲ့ပွဲစဉ်ကအချက်လက်ရဆိုလို့ရှိရင် Ruben Amorim လက်ထက် Manchester United ရဲ့ XG အများဆုံးသောပွဲစဉ်ကန်ကျက်25ကြိမ်နဲ့အများဆုံးသောပွဲစဉ်ဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီရဲ့ပွဲစဉ်အကြောင်းနဲ့အတူတူပဲ Ruben Amorim တပွဲချင်းစီတိုင်းမှာချင်းကပ်လာတဲ့ပုံစံတွေကို discuss လုပ်မှာဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ရအောင် ပထမအဆုံးတော့ပြောရလို့ရှင်တော့ဒီအနည်းဆက်ဆုံးမင်းညားကကန်ခဲ့တဲ့ပွဲကိုပဲပြောတာပေါ့ Manchester United ရဲ့ BFS BFS တွေမှာဆိုလို့ရှင်တော်တော်လေးကိုမှ shaky ဖြစ်တဲ့ပုံစံမျိုးကိုမြင်ရတယ်အသင်းကအရန်ကြီးဒီရဲ့ BFS တွေမှာ strong မဖြစ်တာကိုမြင်ရတယ်အသင်းက2 sorry အသင်းက325ဆိုတော့ attacking phase တစ်ခုကိုတည်တယ်ဝင်းဘက်ကစားသမားတွေကပို့ပြီးတော့မှ attacking ကိုပို့ပြီးတော့မှ light တဲ့ပုံစံမျိုးကိုမြင်ရတယ်ဒါပေမဲ့နောက်မှတစ်ခုကြံတာကဘာလဲဆိုတော့ pivot အတွဲ pivot အတွဲမှာဆိုလို့ရှင် Bruno Fernandes နဲ့ Casemiro နဲ့က vertically ရပဲနေရာယူတာများတာကိုတွေ့ရလိမ့်မယ် ဆိုဒီလို vertically ရနေရယူရတော့ကြောင့်လို့ United က attacking phase တင်မှာတော့တော်တော်လေးအားကောင်းတယ်ဒါပေမဲ့ pressing ကိုမခံနိုင်တာကိုမြင်ရတယ်။ pressing မခံနိုင်ဘူးဆိုတာက Manchester United ရဲ့ ဒီ goal ဒီတတိယမြောက် goal မှာဆိုလို့ရှိရင်တော်တော်လေးကိုမှမြင်ရလိမ့်မယ်ဆိုတော့ okay ဒီမှာဆိုလို့ရှိရင် Manchester United က three phase တည်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ pivot အတွဲက vertically ရနေရယူတယ်ဒါပေမဲ့ဒီရဲ့နေရာမှာဆိုလို့ရှိရင်ဘောလုံးတက်ပြီးဆုံးရှုံးသွားတာကိုမြင်ရလိမ့်မယ်ဆိုတော့ Manchester United အနေနဲ့ဒီပွဲစဉ်တစ်ခုတည်းမှာလည်းအဲ့လိုမျိုးဆုံးရှုံးနေတာမဟုတ်ဘဲနဲ့ president ကိုမခံနိုင်တာကပြီးခဲ့တဲ့ Arsenal နဲ့ပွဲစဉ်မှာကလေးကမြင်ရတယ်အာဆင်နယ်နဲ့ပွဲစဉ်မှာတို့လို့ရှိရင် Manchester United ရဲ့ ဒီ BFS ကနေပြီးတော့မှ present မခံနိုင်လို့ဆုံးရှုံးရတဲ့အခိုက်အတန့်တွေတော်တော်များများကိုမြင်ရမယ်ဒီမှာဆိုရှင် Arsenal အသင်းက Performance ဆို present ပေးတယ် Manchester United ကဒီမှာ BFS တဲဖို့အတွက်စူးစမ်းရတယ်ဒါပေမဲ့ဒီနေ့သားမှာ numerical advantage ရအောင်လို့မလုံနိုင်တာကိုမြင်ရတယ်ဒီမှာ Arsenal ရဲ့ကစားသမား900လောက်ထိကတက်ပြီး present ပြီးနေနေတာတကူမှာ United ကစားသမား400လောက်ပဲ wide area မှာရှိနေတာကိုမြင်ရတယ်ဆိုတော့ဒီလိုနေသားတွေကြောင့်မလို့ပဲ Manchester United ကဘောလုံးမကြခဏကိုဆုံးရှုံးနေရှိတယ်ဒီရဲ့ဆုံးရှုံးသွားတဲ့ဘောလုံးတွေကလည်း danger zone တွေမှာဆုံးရှုံးနေတာဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးကမှ risk များတယ်လို့ပြောလို့ရတယ်ဒီရဲ့ပြဿနာတွေကဘယ်ကစလာလဲဆိုလို့ရှင်တော့နောက်တန်းက stable မဖြစ်ရာကနေစတယ်နောက်တန်းမှာ Manchester United ရဲ့လက်ရှိလောလောဆယ် squad အရာဆိုလို့ရှင်ရင်နောက်တန်းမှာပုံစံမျိုးစုံသုံးနေရတယ် Mazraoui ကအဲ right center back ဖြစ်လိုက်ပြီးတော့လို့ရှင် wing back ဖြစ်လိုက်ပြီးတော့လို့ရှင်ကျွန်တော်တို့ဒီ left center back မှာဆိုလို့ရှင် martinez နှာသွားပြီးရနောက်ပိုင်း euro လည်းကစားရတယ်အခုဆိုလို့ရှင်မနီညာက society တဲ့ဘွဲမှာဆိုလို့ရှင် heavens ကိုတော့ထည့်သုံးရတယ် heavens ဆိုလို့ရှင်ဒါကရှုံးထွက်ဘွဲစဉ်မှာအသက် ဒုတိယအငယ်ဆုံး United တမိုင်းတခြားရှုံးထွက်ပွဲစဉ်မှာဒုတိယမြောက်အသက်ငယ်ဆုံးနေနဲ့ပွဲထွက်ရတဲ့16နှစ်နဲ့မှာ192ရက်ပဲရှိသေးတယ်ဆိုတော့တော်တော်လေးငယ်တဲ့ပမာဏမျိုးမှာ United ရဲ့ defense line ကိုအဲဥဆောင်ရတယ်ပေါ့နော်ဆိုတော့ Manchester United ရဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာမြင်လာရတာက defense shape ကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်ဆိုတော့ BFS ကအဆင်ပြေပြီလားဆိုတော့ BFS ကအရင်ကလောက်တော့ strong အရင်ကြီးမဖြစ်တော့ဘူးပြီးခဲ့တဲ့ဒီတလပိုင်းနှစ်လပိုင်းလောက်တုန်းကလား strong မဖြစ်ဘူးအဓိကအားဖြင့်တော့နောက်တန်းမှာ Delete ရှိမယ်ပြီးတော့လို့ရှိရင် Maguire ရှိမယ် Martinez ရှိမယ်အဲဒီ၃ယောက်အတွဲဆိုလို့ရှိရင်တော်တော်လေးကမှ stable ဖြစ်တော်မြင်ရတယ်ဒါပေမဲ့ဒီ၃ယောက် stable ကပြတ်သွားတဲ့အတွဲအဖက်ကပြတ်သွားတာကိုမြင်ရပြီးတော့မှ United ရဲ့ဒီ BFS တွေကအရင်ကြီးအရင်ကလား strong မဖြစ်တော့တော့ကိုမြင်ရတယ်โอเคဒါက United ရဲ့ BFS BFS အပြင်ကို Manchester United ရဲ့ defense play defense phase မှာဆိုလို့ရှိရင် Manchester United ကို Ruben Amorim ရောက်လာခဲ့တဲ့ကပုံစံအများကြီးတုံးခဲ့ဘူးပဲဒါပေမဲ့အဲဒီနောက်ပိုင်းမှာခက်ဆိတ်ဆိတ်မြင်လာတာကဘာလဲဆိုတော့5-4-1ဆိုတဲ့ shape ဆိုတော့ဒီ5-4-1ဆိုတဲ့ shape က Ruben Amorim ဆက်လာလာတုံးကလည်းတုံးခဲ့ဘူးတယ်ဒါပေမဲ့အရန်ကြီးအဲ့ဒီကာလမှာတော့ဒီလောက်ကြီးကြီးအလုပ်ဖြစ်တယ်လို့တော့ပြောဖို့ခက်တယ်ဒါပေမဲ့အခုကတော့ပို့ပြီးတော့မှ system ကျလာတယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ဒီရဲ့5-4-1 defensive phase မှာတော့မှဘယ်လိုပုံစံသုံးမယ်ဆိုတဲ့အတိုင်းအတာတွေကိုတော်တော်လေးကိုမှာ အာတပွဲချင်းစီတိုင်းမှာမတူညီတဲ့ပုံစံနေနဲ့ချင်းကပ်လာနိုင်တာကိုမြင်ရတယ်။ဥပမာအပြင်ဒီမှာအာဆင်နယ်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒီရဲ့5 for 1မှာဆိုလို့ရှိရင်ဒီရဲ့ဝင်းဘက်ကစားသမားတွေကလုံးဝဒီ defense line နဲ့ပဲပူးပေါင်းနေ။ပြီးခဲ့တဲ့ society နဲ့ဒီပထမအကြုပ်ပွဲစဉ်မှာဆိုလို့ရှိရင် United ရဲ့ဝင်းဘက်ကစားသမားတွေကတော်တော်လေးကိုမှအရှိကိုတက်နေတာကိုမြင်ရတယ်။ဥပမာပြင်ဒီနေထားမျိုးဒီမှာဆိုလို့ရှိရင် Dalot နဲ့ပြီးတော့လို့ရှိရင် Drogun နဲ့နှစ်ယောက်စလုံးကရှေ့ကိုအရန်တီးလိုက်ပြီးတော့မှ press ပေးတာကိုမြင်ရတယ်ဆိုတော့ပွဲစဉ်တပွဲချင်းစီတိုင်းမှာမတူညီတဲ့ပုံစံမျိုးနဲ့ Manchester United က၃လနိုင်တာကိုမြင်ရတယ် Ruben Amorim ရဲ့ ဒီခပ်ပတ်တွေပေါ့နော်ခပ်ပတ်တွေဆိုတော့ရဲ့နေရာမှာဂါနာချိုရဲ့နေရာမှန်ရှာတွေ့မှုကိုလည်းအရင်ဆုံးပြောရလိမ့်မယ်ဂါနာချိုကို left attacking midfield မှာတုံးနေတာအလုံးမဖြစ်တဲ့အချိန်မှာအခု right attacking midfield မှာဆိုလို့ရှိရင်ဂါနာချိုကခပ်ပတ်တွေတော်တော်များများပို့လာနိုင်တယ်ကိုတွေ့ရတယ်မင်းညက်ကပွဲစဉ်ကတက်တည်ပဲလို့မြင်တယ်ဆိုတော့ okay အအဓိကကတော့ဝင်းဘက်ကသားသမားတွေကနည်းနည်းလေးပို့ပြီးတော့မှအလုံးဖြစ်လာတယ်ပေါ့အဓိကတော့ဒရူဂူရောက်လာတာကြောင့်လည်းပါတယ်ဒရူဂူရဲ့မင်းညက်က performance ဆိုလို့ရှိရင်တပွဲလုံးတိုင်းတာမှာဆိုလို့ရှိရင် jury စက်တကြိမ်ထိကိုအောင်မြင်တယ်တော်တော်လေးကိုမှများတဲ့ပမာဏမန်ချက်စတာယူနိုက်တက်အနေနဲ့ဒီဆိုစီဒက်နဲ့ပွဲကို4-1ဆိုတဲ့ရလဒ်မျိုးကိုပထမပွဲချိန်မိနစ်20လောက်ကိုကြည့်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မှ United အနေနဲ့လွယ်ကူရလို့မြင်ပါမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့ဆိုစီဒက်နဲ့ပွဲမှာ United ကအရင်ဆုံးစောစောစီးစီးကိုဂိုးပေးလိုက်တာပွဲချိန်5မိနစ်လောက်မှာကလေးကဒီမှာတော့ရှင်ဒရိုကူဆွဲပြေးတယ်ဒီရဲ့ဘောလုံးကိုအာ intercept လောက်ခံလာရတယ်အာ ဒီရဲ့နေရာကိုဘလူးနိုကဖြည့်ဖို့တိုးစားရတယ်ဒါပေမဲ့အဲ့နေထားမှာ2 vs 1ဖြစ်တယ်အဆိုစီတက်က cross ဖြတ်တယ်နဲ့အဲ့ဒီ cross ကိုတားရင်နဲ့ဒီလက်ကနေပြီးတော့မှ form ဖြစ်ပြီးတော့မှ penalty ပေးလိုက်ရတာ Manchester United နဲ့ဒီရဲ့ penalty ကိုပြန်ပြီး cover လုပ်ဖို့အတွက်ကပွဲချိန်73မိနစ်လောက်မှကစားကွက်စတယ်ဆိုတော့ကစားကွက်တိဆောက်တဲ့ပုံစံမှာသလိုရှိရင်ဒီမှာတွေ့တဲ့အချိန်မှာအာ 3-2-5ဆိုရယ် shape ကိုတည်တယ်ဒါပေမဲ့ဒီ3-2-5မှာဆိုလို့ရှိရင် Bruno ကပို့ပြီးတော့မှ attacking ပို့ပြီးတော့မှ light တယ် vertically ရပဲ Casemiro နဲ့နေရာယူတယ်အဲ့ဒါလိုနေရာယူတဲ့အတွက်ကြောင့်မလို့ပဲ space ပေါ်လာတယ်ပေါ်လာတဲ့ space ကို Bruno ကအဲအတုံးချတယ်အတုံးချပြီးတော့မှ Horse Lancy ကိုပေးဖို့လုပ်တယ်အဲ့ဒီနေထားကနေပြီးတော့မှ United ကပိတ်နေရရသွားလားဆိုတော့ United အနေနဲ့ on the ball face တွေမှာအရင်ဆုံးကတော့အရင်ကြီး strong မဖြစ်တော့တာကိုမြင်ရတယ်ဒါပေမဲ့ United ရဲ့အဓိကအားသာဆုံးချက်ကပါလဲဆိုတော့ transition မန်ချက်စတာယူနိုက်တက်က transition တွေကဒီနောက်ပိုင်းနေမှာဆိုလို့ရှိရင်တော်တော်လေးကိုမှအာချိတ်ဆက်မိလာတာတွေကိုမြင်ရတယ်ဥပမာပြဒီ face မျိုးဒီမှာဆိုလို့ရှိရင် United ကအာနောက်တန်း9ယောက်နဲ့ defensive face ကစားနေပြီဒီနေ့ထားမှာဆိုလို့ရှိရင်ဘောလုံးတန်းပြီးတော့မှအာ social deck ကပြန်ရတယ်ဒီအနေထားတစ်ခုလေးကိုဒီမှာတွေ့ရတိုင်းပဲဆိုတော့ United ကစားသမား17ယောက်စလုံးက defense ဆုံးမှာပဲရှိနေတာအဲ့ဒီ defense ဆုံးမှာပဲရှိနေတဲ့အနေထားကနေပြီးတော့မှ transition ကို ဖန်ဆင်းလေးတစ်ချက်လောက်နဲ့ချက်ချင်းတမ်းမြောက်မှာစတိုင်းတယ်ကိုမြင်ရတယ်ဂျိုဆွဲစစ်စီးပေးလိုက်တဲ့ဖန်ဆင်းကဂျိုကူရဲ့လမ်းကြောင်းတွေကိုကွက်တီပဲအာဒါပေမဲ့ဒီနေသားတစ်ခုမှာဂျိုကူကိုဖောင်းသွားတဲ့အတွက်ကြောင့်မို့ဆိုစီတက်ကတယောက်ယောသွားတာဒီနေသားအတွက်ကြောင့်လို့ပဲဆိုစီတက်ကပြန်လာနိုင်ဖို့အတွက်ခက်ခဲသွားတာဘာလို့လဲဆိုတော့အာဒီရက်ဖတ်မတိုင်ခင်56မိနစ်လောက်မှာမှဆိုစီတက်က3ယောက်စလုံးကိုလဲပြီးတော့မှသူတို့ပွဲကိုပြန်လာနိုင်ဖို့အတွက်ကြိုးစားနေတာအဲ့ဒီသားတစ်ခုမှာအနီကက်ကတော်တော်လေးကိုမှထိခိုက်မှုပြင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ Manchester United ရဲ့ဒီကောင်တာတွေကတော်တော်လေးကိုမှမြန်လာတယ် United အနေနဲ့ဒီပွဲကိုတတ်လိုက်နိုင်တဲ့ဂိုးပေါ့နော်၃ဂိုးမြောက်တတိယမြောက်ဂိုးမှဆိုလို့ရှိရင်အဲ့ဒီ counter ကိုမြင်ရတယ်ဒီမှာဆိုလို့ရှိရင် United က BFA ကစားတယ်ဒီက BFA ကမအောင်မြင်ဘူးမအောင်မြင်တဲ့နေသားတကူမှ Bruno C ကနေပြီးတော့မှအာထွက်သွားရတယ်ဘောလုံးကဒီမှာဆိုလို့ရှိရင်ဆုံးရှုံးနေဆုံးရှုံးနေနေသားတကူမှ Society ကလာဒီထက်ပိုပြီးတော့မှမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုမှကောင်းတဲ့အခွင့်အရေးမျိုးဖြစ်မှာဒါပေမဲ့ Society အနေနဲ့ဒါကိုအသုံးမချနိုင်တဲ့နေသားတကူမှဒါတော့ပေါ်လုံးရတယ်ဒါတော့ပေါ်လုံးရတဲ့ long pass တစ်ခုကပဲ Manchester United ကို counter ဆဖို့အတွက် transition ဆဖို့အတွက်အခွင့်အရေးကောင်းဖြစ်သွားစေခဲ့တယ်ဒီနေသားမှာဆိုလို့ရှိရင်2 vs 2ဆိုတဲ့နေသားမျိုးကိုဒီ final သက်ဆုံးမှာရင်ဆိုင်ရတယ်ရင်ဆိုင်တဲ့နေသားတစ်ခုမှာ Hodgson ရဲ့ off the ball movement ကိုမြင်ရတယ် Bruno Fernandes ရဲ့ဒီ in game intelligence ကိုမြင်ရတယ်သူရဲ့ပြေးထွက်သွားတဲ့လမ်းကြောင်းကတယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ရတယ် Bruno ရတဲ့အချိန်မှာလာမှ Bruno ကိုယ်တိုင်က Hodgson ကိုပေးဖို့အတွက်ကြည်နေသေးတယ်ဒါပေမဲ့ Hodgson ကအဲရောက်တဲ့ နေထားတစ်ခုမှမရှိနေခဲ့ဘူးမရှိနေတဲ့အတွက်ကြောင့်ဘရူနိုကသူကိုယ်တိုင်ကန်တွင်းပြီးရောက်မှာဒါကဘရူနိုအတွက်ဟက်ထစ်ကိုဖြစ်သွားစေခဲ့တယ်ဆိုတော့အကုန်လုံးကိုနှစ်ပြန်ပြီးရောက်မှာချုပ်မယ်ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်မှာရူဘန်မိုရင်းတည်ဆောက်ထားတဲ့ system ကလက်ရှိလောလောဆယ်ရာဆိုလို့ရှိရင် reserve back ကိုဦးတည်နိုင်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့အအတိတ်ကာလတွေမှာကတည်းကကောင်တာက United ရဲ့ DNA လိုကိုဖြစ်နေခဲ့တာဆိုတော့ဒီရဲ့ပုံစံကိုပဲပြန်လဲအ မော်ရီဖိုင်းလှုပ်ဖို့အတွက်ကြိုးစားရင်းနဲ့အရက်တဟန်ကထုတ်ပယ်ခံလာရတဲ့အခုရူဘင်နမိုရင်းရောက်လာတဲ့ပထမဆားစားခြင်းနဲ့မှာသူ့ရဲ့ပုံစံကိုအသက်သွင်းနေသူ့ရဲ့ပုံစံတိုင်းဘောရီတန်ရှင်များများနဲ့မန်ချက်စတာယူနိုက်တက်ကဘောလုံးပိုင်ဆိုင်မှုများများနဲ့အသာစီးရနိုင်ဖို့တော့ကြိုးစားရတယ်ဒါပေမဲ့အဲ့ဒီအချိန်ကာလတွေအတွင်းမှာ reserves ကတိတ်မကောင်းလာဘူးဒါပေမဲ့ဒီနောက်ပိုင်းကာလတွေမှာသလို့ရှင် United က okay ဘောလုံးကင်လို့မရလို့ရှင်လဲမကင်တော့တဲ့အခြေအနေတစ်ခုကိုမြင်ရတယ်ဥပမာပြင်အသင်းကြီးတွေနဲ့ပွဲမျိုးမှာ Manchester United ရဇက်ကောင်းနေတယ်ဆိုတော့ကအတိအကျပြီးတော့သူတို့ရဲ့ transition နေကြောင်းပဲဆိုတော့ Ruben Amorim ကဒီရဲ့အားသာချက်ကိုကောင်းကောင်းအခုဆိုလို့ရှိရင်တော့တော်တော်လေးကိုမှမြင်နေတော့ပြီလို့ထင်တယ်ဒီရဲ့အားသာချက်ကိုသူ့ရဲ့ system နဲ့ပေါင်းထည့်နိုင်ဖို့အတွက်ကြိုးစားနေတာကိုမြင်ရတယ်အဲ Erid Ahad တုံးကလူမျိုးအသင်းရဲ့ shape အသင်းရဲ့ကစားသမားလေးအပေါ်မှာမူတည်ပြီးတော့မှကစားကွက်ကိုတိဆောက်တာမျိုးမဟုတ်ဘဲနဲ့ Ruben Amorim ကတော့သူ့ရဲ့ကစားကွက်အတွင်းမှာဘလို့ justify လောက်ကမလဲဆိုတော့အကိုကောင်းကောင်းချာတွေးနေပြီလို့တော့ပြောလို့ရလိမ့်မယ်လို့ထင်တယ်လက်ရှိနေသားရပါဘောနော်လက်ရှိနေသားရ United အနေနဲ့ transition တွေကသူတို့ရဲ့အဓိကအားသာတဲ့အချက်ဖြစ်နေတော့မယ် on the ball face တွေမှာတော့လူစင်းမတည်ငြိမ်တဲ့ရွေးကတော့ Manchester United အနေနဲ့ရုံးကန်နေရအောင်ပါပဲ ဒါပေမဲ့ transition တွေက Manchester United ရဲ့အားသာချက်တွေဖြစ်နေသေးတယ်တော့အသင်းကြီးတွေနဲ့ထိတိုက်ရင်ဆိုင်နေဆိုလို့ရှိရင် Manchester United က the horse ဖြစ်နေအောင်ပါပဲဆိုတော့အဲ Ruben Amorim နေနဲ့ဒီထပ်ပို့ပြီးတော့မှ Manchester United ကိုပို့ပြီးတော့မှနောက်တစ်ဆင့်ကိုဆွဲတင်နိုင်ဖို့အတွက်သူ့ assistant နဲ့မှအန်ဝင်နိုင်စေဖို့အတွက်ဆိုလို့ရှိရင်တော့တေချာပေါ့ United ကလူစင်းတည်ငြိမ်ဖို့အတွက်လိုအပ်တယ်ပထမဆုံးအချက်ကဒါအပြင်ကို United နေနဲ့ wing back ကောင်းကောင်းနေဒီထပ်ပို့ပြီးတော့မှလိုအပ်သေးတယ်အဲ့ဒါအပြင်ကိုကစားသမားတွေရဲ့လူမှန်နေရာမှန်ကိုရှာတွေ့နိုင်ဖို့အတွက်လိုအပ်တယ် Bruno Fernandes ကို attack င်းထန်းနေရာကနေပြီးတော့မှအခု central midfield နေရာကိုပို့လိုက်တဲ့အချိန်မှာ Bruno Fernandes ကဒီနောက်ပိုင်းပွဲစဉ်တွေမှာ goal ပေါက်ပြန်လဲရှာတွေ့လာပြီး Hodgson ဆိုလို့ရှိရင်ယုံကြည်မှုတွေပျောက်ဆုံးနေတယ်ဒါပေမဲ့ဒီနေ့ဒီ Sociedad နဲ့ပွဲမှာဆိုလို့ရှိရင်တော့ chance creation လောက်သွားယုံတယ်ဒီ assist တစ်ကြိမ်ပေါ့နော် assist စလုံးသားများ goal အတွက် assist တစ်ကြိမ်လောက်သွားယုံနေတာမကဘဲနဲ့ United ရဲ့1-1ဖြစ်စေမဲ့ goal ကိုလည်း penalty က Hodgson ကလာတယ်။ Bruno Fernandes ကတတိယမြောက် goal မှာဆိုလို့ရှိရင်လည်း Hostland ရဲ့ဒီဆက်ဆာခြင်း of the war movement ကအရေးပါခဲ့တယ်ဆိုတော့ United ရဲ့ transition တွေကို Ruben Amorim ဘယ်လိုဆက်ပြီးလုပ်မလဲဆိုတာကတော့စောင့်ကြည့်ရပါလိမ့်မယ်ဒါပေမဲ့တရားနာတစ်ခုက Lucien Martinez ဒီတူကြီးကတော့ Manchester United ကအပြေးအဝါယုံကြည်လို့ရတဲ့အသင်းမျိုးမဟုတ်သေးဘူးဆိုတာပဲအဲ result အရတော့ Manchester United အနေနဲ့တချို့သောပွဲစဉ်တွေမှာတို့ချင်းယုံကြည်ရတဲ့ခြေစွမ်းမျိုးကိုပြသနိုင်ပြီလို့ပဲကျွန်တော်ကတော့ထင်တယ်အဲဒီနောက်ပိုင်းပွဲစဉ်တွေမှာ results ကိုပို့ပြီးဦးတည်တဲ့ Manchester United ကိုဆက်လက်ပြီးတော့မှမြင်တွေ့ရဖွယ်တော့ ့ရှိနေတယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒါကတော့ကျွန်တော်တဦးရဲ့ discussion ဖြစ်တဲ့အတွက်ကြောင့်မလို့လွတ်လပ်ကြွေးပြနိုင်မှာဆိုတော့အာကျွန်တော်တို့နောက်ထပ်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့